မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွာအသေးစိတ်စမ်းစစ်ကြည့်ကြမယ့်အကြောင်းအရာကတော့အဲလက်တလော့ဖီခဲ့တဲ့ကိစ္စတစ်ခုပါခေတ္တမိုက်ကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရေကောက်ပွဲပညာပေးဇလန်းတိုလေးတစ်ခုရှိလေအဲ့ဒီမှာပါဝင်ခဲ့တဲ့အမှုပညာရှင်တွေကိုလေအမ်လက်နက်ကန်အဖွဲ့တချို့ကရေးယူမယ်ဆိုပြီးချင်းရောက်ခဲ့တဲ့ကိစ္စပေါ့ဟုတ်ကဲ့အဲ့ဒီဇလန်းမှာဆိုနမဲကြီးတဲ့နေတော့မင်းမြတ်မင်းမင်းမူရတော့ပါလေနောက်တခြားသူတွေလည်းများကြီးပဲဟုတ်ပါတယ် ဲ့လိုချင်းချောင်းစာထုတ်တဲ့လို့ပေါ်ပြထားတဲ့အဖွဲ့တွေကလည်းရန်ကုန်အာမီ Dark Shadow Operation Flame OF Madison Yangon Force နဲ့ Broken Systems တို့ငါဝဲလောက်ရှိတယ်ပေါ့။အင်းဒီကိစ္စကအတော်လေးရှုပ်ထွေးနေတယ်ဆိုတော့ကျွန်တော်တို့ကအမှုပညာနိုင်နိုင်ရဲ့လုံခြုံရေးရှုထောင့်တွေကကြည့်မယ်ပြီးတော့အဲကျင်းဝတ်ပိုင်းဆိုင်ရာမေခွန်းတွေရောဘယ်လိုရှိနေလဲဆိုတာအခုရထားတဲ့အချက်လက်တွေပုံမှုတီးပြီးနင်းနင်းလေးဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ကဲ့ ဒါလေးဒီရုပ်ရှင်ဇလန်တိုလေးတစ်ခုတယ်အနုပညာရှင်တီးတန့်ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဲလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပိုကျေပြန့်တဲ့အခြေအနေတွေပฏิပက္ခတွေလူမှုရေးကွဲအပ်မှုတွေအဲ့ဒါတွေတော့တော်တော်လေးထင်ဟပြနေတာဟုတ်ကဲ့အထူးသဖြင့်ကအမ်လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာဘယ်အထိလဲပြီးတော့ပฏิပက္ခတွေမှာရက်သားတွေအထူးသဖြင့်လူတိများတဲ့အနုပညာရှင်လူတွေရဲ့လုံခြုံရေးကဘလို့ဖြစ်နေလဲ နောက်ပြီးဟို social punishment ဆိုရယ်လူမှုရေးပြစ်ဒဏ်ပေးခြင်းဆိုရယ်ဟာကနေအသက်အန္တရာယ်ချင်းချောက်တဲ့အကြမ်းဖက်မှုပေါက်ကိုဘလို့လွဲလွဲလေးကုလွားနိုင်တယ်လဲဆိုတာမျိုးတွေပေါ့အဲ့ဒါတွေကတကယ်စဉ်းစားစရာမြင်ခွင့်ကြီးဖြစ်လာတယ်ဟုတ်ဆိုတော့ဒီကိစ္စကိုလေလက်တွေ့အကျိုးဆက်ဘာဖြစ်မလဲလူမှုရေးရာဘလို့လဲဘာသာရေးအမြင်အဲနောက်ပြီးကုပတိရှူထောင်းအဲ့ဒါတွေနဲ့တဆင်းချင်းကြည့်တော့ဘလို့မထင်လဲဟုတ်ပါပြီဒါဆိုပိုရှင်းသွားအောင်လေအရင်ဆုံးအဲ့ဒီဇလန်းအကြောင်းနင်းနဲ့ပြန်ကြည့်အောင်ဇလန်းအနှစ်ချုပ်ပေါ့ဘသူတွေပါလဲ ပြောဒီချင်းချုံမှုကဘလို့အသေးစိတ် ပြောထားလဲဆိုတာလေးတွေအဲဇလန်က2017 February နောက်ပိုင်းကာလကိုအခြေခံတယ်လို့ဆိုရတယ်နော်ဟုတ်ကဲ့ပါတဲ့ဇကုံတွေကလည်းနိစင်ဘွားတွေကပုံစံမျိုးစုံပဲနေတို့ကဆရာဝင်ဂျူလေးမြင့်မြတ်မော်တို့ကဆရာမအင်းမြင့်မြတ်နေဝင်အေးချမ်းမော်တို့က delivery တမားတွေ on kai nga pyo jaw ro ya mi ya pha a lo myo ri bo tatha ti yau saung ni le ba de hop ba de ba win de zat kaung ni ya bwa myo song ko ko sa yue de lo phit ni da bo zalan the ka adika pyo chin de chat lo yu sa ya de a chang ya de yo ji len le um se win za ja be u ba ma sia win ga ku ta ya mi sia ma ga sa tin ya mi so de dialogue myo da ga a tamwe wan chaung a law ko lok ya me so de tabo myo bo hoke pi lo mira saung na ro pwe lan twa da ro lo taman kaisa ri ko ta phat ka phit tin shung cha la ri နောက်ပြီးဟိုဆိုရှယ်မီဒီယာပေါ်ကအရေးသားတွေနဲ့အပြင်ကအခြေအနေတွေကြွားနေရမျိုးတွေอืมအဲ့ဒါတွေလည်းပါတာကိုဟုတ်တယ်ပြီးတော့ပုတ်ကူရေးမကျေနပ်မှုလေးနဲ့ဒလန်လော့တစိတ်ကက်လိုက်တာမျိုးတွေရွေးကောက်ပွဲနီးလာတော့ဆိုရှယ်မီဒီယာမှာဆန့်ကျင်တာကွန်မန့်ပေးတာတွေကြောင့်အရေးယူခံရနိုင်တာတွေနောက်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးဘုံခွဲမဲ့ဘာညာဆိုတဲ့အခြေအနေမျိုးတွေအဆုံးမှာတော့မဲပေးရမယ့်အခြေအနေဒါတွေကိုဇလန်လို့ရိုက်ပြထားတာတွေ့ရတယ်လေအဲ့ဒီလိုဇလန်မှာပါလို့ဆိုပြီးတော့စိုးစိုးကပြောတယ် PDF အဖွဲနားဖွဲ့ဒါကမြို့ပြအခြေစိုက်အဖွဲခွဲလေးတွေချက်ဖို့များတယ်ထင်ပါတယ်အဲ့ဒီဖွဲ့တွေကကြေညာချက်ထုတ်တယ် boycott လုပ်မယ် social punishment လုပ်မယ်ဆိုပြီးတော့ဟုတ်ကဲ့အဲ့ဒီပို့ဆိုတာကသူတို့ရဲ့နားဆက်တွဲကိစ္စတွေကိုပြည်သူလူထုတရားစီရင်ခံအဖြစ်သတ်မှတ်ကြီးအရေးယူမယ်ဆိုတဲ့အတုံလုံးပါတယ်ဒါတော်တော်ပြင်းထန်တဲ့ချိန်ချောင်မှုပဲဟုတ်ပါတယ်အသက်အန္တရာယ်တွေနဲ့တိုက်ရိုက်ချိန်ဆက်လာတာမျိုးပေါ့ဒါပေမဲ့ ဒီလွာရီကအခုမှအစ်စ်အစန်းတော်မဟုတ်ဘူးဆိုတာလေအတိတ်ကဖြစ်ရတဲ့ရှိတယ်လို့တရင်တွေမှာဖော်ပြကြတယ်လေအင်းရကုန်မတီးဥဆောင်ရန်အောင်တို့ရင်လက်တို့အိမ်ရှိမှာဘုံပေါက်တာမျိုးယုံလေးကားဘုံခွဲခန့်ရတာမျိုးဟုတ်ကဲ့မမိပါတယ်အဆိုးဆုံးကတော့ဟိုအဆိုးတော်လီလီနန်ချောကိုဒလန်ဆိုပြီး PDF အဖွဲတစ်ခုက ပြတ်တက်သွားတဲ့ကိစ္စပဲအင်းအဲ့ဒါတော့ရေးရိုက်သွားတယ်ဆိုတော့2023နော်ပိုင်း အစိုးရကျင်းပတဲ့ပွဲလမ်းတွေကိုတက်တဲ့အမှုပညာရှင်တွေစာပေသမားတွေဇက်သမင်အတိုင်းဝိုင်းမှလူတွေကိုဒီလိုချင်းချောက်တာဖျားပစ်တာတွေကဆက်တိုက်ရှိနေကြတယ်ဆိုတဲ့သဘောပေါ့။ဖောင်ကနီကြည့်ကြည့်အောင်လေ။ဘာကြောင့်ဒီလိုချင်းချောက်တဲ့ thing လဲ။ဒီလက်နက်ခါရဖွဲ့တွေအမေမာတော့ဒီဇက်လက်မှာပါဝင်နေဆိုတာကသူတို့အပင်းခံစန့်ကျင်နေရေကောက်ပွဲကိုအားပေးရရောက်တယ်ဟို legitimacy အယောင်ဆိုးပေးရရောက်တယ်အဲ့လိုယူဆလို့ဖြစ်ပုံများပါတယ်။အတင်းမပြူသလိုဖြစ်သွားတယ်ပေါ့။ဟုတ်တယ်။ ဟုတ်တယ်အဲ့လိုယူဆနိုင်တယ်အထူးသဖြင့်လူတွေတိတဲ့တိုးစားရှိတဲ့နေတို့မြင့်မြတ်မြမျိုးမော်တို့လိုထိပ်တန်းအမှုပညာရှင်တွေကိုပြစ်မှတ်ထားဝိုက်ခြင်းအဖြစ်တခြားသူတွေကိုပါအန်အစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမပါဖို့တတိပေးတာဟန်တားတာမျိုးဖြစ်နိုင်တာပေါ့ဒါဆိုအမှုပညာရှင်တွေအတွက်ကတကယ်ကိုအဲကြားညက်တဲ့အခြေအနေကြီးဖြစ်သွားတာပေါ့နော်ဟုတ်ဟုတ်တစ်ဖက်မှာအနာပိုင်တွေကတိုက်တော့တာဖိအားပေးတာရှိနိုင်တယ်ကိုယ်အလို့ကိုင်းအသက်ငွေဝမ်းကြောင်းကိုလည်းမရက်ချင်ဘူးอืม ဒါပေမဲ့နောက်တစ်ဖက်မှာကြတော့အခုလိုလက်နဲ့ကင်အဖွဲတွေက ပြင်းပြင်းထန်ထန်ချင်းချောက်တယ်အသက်အန်ဒီရဲ့အထိရှိလာနိုင်တယ်ဆိုတာနဲ့ရင်ဆိုင်နေရလေအတိအကျပဲစိုးစိုးကပြောတဲ့ဇလန်တကစကားလေးဆရာဝန်ကကုတာရမီဆရာမက စာတင်ရမီဆိုတာမျိုးကသူတို့ရဲ့အဲ့ဒီကြားညက်နေတဲ့အခက်အခဲကိုပြောဖို့ကြိုးစားတာမျိုးလားမသိဘူးနော်အဲ့ဒါလည်းထင်နိုင်တယ်ရှိတာပေါ့သူတို့ရဲ့ရည်တိချက်ကိုတမျိုးပြချင်တာမျိုးလည်းဖြစ်နိုင်တယ် ဒါပေမဲ့လက်တွေ့မှာတော့ဒီအကျက်တဲကတကယ်ကျောဆရာကောင်းတယ်လေဒီလိုချင်းချုံမှုရဲ့တရအကျိုးဆက်ကတော့အဲကြောက်ရွံ့မှုယဉ်ကျေးမှုပေါ့ culture of fear အဲ့ဒါကိုပိုပြီးနှဆိုင်စေတာပဲဟုတ်ကဲ့အမှုပညာရှင်တွေတမဟုတ်ဘူးပညာရှင်တွေလုပ်ငန်းရှင်တွေနောက်ဆုံးတာမန်ပြည်သူတွေထိပါကိုယ့်ရဲ့နေစဉ်လှုပ်ရှားမှုတိုင်းမှာဘယ်ဘက်ကဘာလာမလဲဆိုပြီးစိုးရိမ်နေရတဲ့အခြေအနေမျိုးကိုဖန်တီးလိုက်တယ်လို့ပဲอืมဒီနေရာမှာစဉ်းစားစရာက ဒီလိုကြောက်အောင်လုပ်ခဲ့နီလန်းကလေသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်အတွက်လူတို့ရဲ့စစ်မှန်တဲ့ထောက်ခံမှုကို ရေရှည်မှာတကယ်ရနိုင်ပါမလားဆိုတာပဲဒါကတော့မေးခွန်းရှိရဲ့ဟုတ်ကဲ့အဲ့ဒီလက်တွေ့အကျိုးဆက်ကနေလူမွေးရှုထောင့်ပွဲကိုနည်းနည်းဆက်ကြည့်အောင်ဒါကတဦးချင်းရဲ့အမှုပညာလွတ်လပ်ခွင့်နဲ့ဟိုလူဖွဲ့ကြီးရဲ့ဖိအားတွေကြားကပဋိပက္ခလို့ပြောလို့ရမလားအခြေခံတဘောတရားအရဆိုအမှုပညာရှင်တယောက်က ဘလို့ဇလက်မှမဆိုပါဝင်တရုတ်ဆောင်ခွင့်ရှိတင်တာပေါ့နော်မှန်ပါတယ်အခြေခံလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် freedom of expression ဆိုတာရှိရမယ်လေအခုဒီချင်းချောက်မှုကအဲ့ဒီအခွင့်အရေးကိုလက်နက်သုံးပြီးတိုက်ရိုက်ချိုးဖောက်လိုက်တာပဲဒီမှာပို့ပြီးရေးခဲ့တဲ့အချက်ကဘာလဲဆိုတော့ကိုနဲ့တဘောထားမတူရင်ကိုဘက်ကမဟုတ်ဘူးလို့မြင်ရင်ရန်တူပဲ အပြက်ရှင်းပြတာမယ်ဆိုတဲ့အစုံရုပ်အတွေ့ခေါ်မျိုးကိုအဘေယာရောက်သွားနိုင်တယ်ဟုတ် social punishment ဆိုတဲ့စကားလုံးသုံးပေမဲ့အသက်အန္တရာယ်ပါချင်းချောက်လာတော့ဒါကလူတို့ကသူ့လိုလိုဖယ်ကျင်တာမဟုတ်တော့ဘူးအကြမ်းဖက်ပြီးအနိုင်ကျင့်တဲ့ violent coercion တဘောဖြစ်သွားပြီးအဲ့ဒီလိုငါနဲ့မတူငါရင်တူဆိုလေအငြင်းနဲ့အကြမ်းဖက်မှုကလူဖွဲ့စည်းကိုဘလို့တည့်ရောက်မှုတွေရှိနိုင်ပါသလဲအကျိုးဆက်ကချိနိုင်တယ်ရှင် ပရမဇုံကလူဖွဲ့စည်းကိုငါတို့ဘက်ကလူနဲ့ရန်သူတစ္ဆာဖောက်ဆိုပြီးအဖြူမြက်အပြက်ခွဲလိုက်သလိုဖြစ်စေတယ်ဟုတ်တမန်ဖြူတဲ့သူသဖြင့်အမှုပညာကိုနိုင်ငံရေးနဲ့တီးခြားကြည့်ချင်တဲ့ပြည်သက်တီတောင်းကိုကြိုက်တဲ့အမှုပညာရှင်ကိုအားပေးဖို့လက်သွင်းသွားနိုင်တယ်ဟုတ်ကဲ့စိုးရင်စိတ်ဝင်သွားနိုင်တာကောအင်းဟုတ်တယ်ဒီလူရဲ့တေကလူအဖွဲ့စည်းမှာရှိပြီးသားတန်လျရီစိတ်ဝမ်းကွဲတာတွေအမုံတရားတွေကိုပိုနှက်စေတယ်အစိတ်စိတ်အမွာမွာထိအောင်တွန်းပို့လို့ဖြစ်သွားနိုင်တယ် social cohesion မလူမှုတဟားစာတာဖြစ်မှုကိုတော်တော်လေးထိခိုက်စေပါတယ်။ငေါက်ထက်ချူးထော်တခုကလေဘာသာရေးအမြင်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံရဲ့လူများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာရှုထောင့်ကကျင့်ရင်လေဒီချင်းချုံမှုကအခြေခံအဆုံးအမတွေနဲ့လုံးဝဆန့်ကျင်နေတာတွေ့ရမယ်။ဟုတ်ကဲ့ဘလို့အချက်တွေပါလဲ။ပထမဆုံးကမေတ္တာတရားပဲ။ဗုဒ္ဓကအဝေယဟွန်းတူယမရှိကြပါစေနဲ့။အပိယပ္ပစာဟွန်းတူစိတ်ဆင်းရဲမှုကင်းကြပါစေနဲ့။ ဆိုပြီးအမြဲမေ့ချာထားဖို့သင်ခဲ့တာလေအခုဒီလောက်ရက်ကသူများအသက်ကိုအန်တယ်ပြုမယ်တတ်မယ်လို့ချင်းချောက်တာဒါမေတ္တာရဲ့စန့်ကျင်ဘက်ဒီဖြစ်တဲ့ဒေါသအမုန်းတရားပြီးတော့ဗျာပါဒတက်ဖြက်လို့စိတ်အဲ့ဓာဒီကနေလာတာပဲဒေါသနဲ့လုတ်တဲ့အလုတ်ကဒုက္ခပဲဖြစ်စေတယ်လို့ဘုဒ္ဓကမင်ခဲ့လေอืมဒါဖြင့်ဟိုအတတတရှောင်ရမယ်ဆိုတဲ့ပထမဆုံးထိခါပုတ်လည်းရှိတယ်နော်အဲ့ဒီကြပဲ ပနတိပါဒဝေရမဏီသူတပားတသက်ချင်းမှရှောင်ကျင်ချင်းဒါချက်ကအလွန်ကိုကျင်တရားပဲအခုကအဲ့ဒါကိုတိုက်ရိုက်ချိုးဖောက်ဖို့ချင်းချောက်နေတော့ဘုရားပါဇာအလိုအရာဆိုရင်လေဘယ်လိုပဲမြင့်မြတ်တယ်ဆိုတဲ့ရည်ရွယ်ချက်တော်လန်ရဲဖြစ်ဖြစ်လူတယောက်ရဲ့တက်ကိုတက်ဖို့အတွက်ဘယ်လိုမှခိုင်လုံတဲ့အကြောင်းပြချက်မဖြစ်နိုင်ဘူးအဖြစ်ရှိရှိမရှိရှိပေါ့ဟုတ်ကဲ့နော်ဒီချက်ကကံတရားပေါ်ကံကံဒီအကျိုးကိုလို့တဲ့အလို့ကကိုစီပြန်လာမယ် အကျံဖတ်တာတက်ချက်တာဆိုတဲ့အကုသိုလ်ကံကကျူးလွန်နေသူအတွက်ဒီဘဝရတော့နောင်ဘဝပါမကောင်းကျိုးပဲဖင်းမှာဆိုတာကတော့ရှင်းလင်းပါပဲဟုတ်ပါပြီဥပဒေရှုထောင့်ပါကိုဆက်သွားကြည့်ရအောင်ပြည်တွင်းဥပဒေအရာဆိုရင်ဒီလိုချင်းချောက်မှုကပြစ်မှုမြောက်မှာထေရှားတလောက်ပဲနော်ဟုတ်ကဲ့မြောက်မှာပါဟုတ်ပြည်တွင်းမှာအခုရှိနေတဲ့ရာဇကြည်ရာကြည်နည်းဒါကရာဇဝတ်မကင်းသော၆လမ်းမှု criminal intimidation လို့ခေါ်တယ်နောက်ပြီးအသက်အန္တရာယ်ဖြစ်အောင်ချင်းချောက်တာအဲ့ဒီပြစ်မှုတွေနဲ့တိုက်ရိုက်ကြီးဆုံးနိုင်တယ် ဒီထက်ပိုကြည့်ရင်အကြံဖတ်မှုတိုက်ဖြည်းရေးဥပဒေတွေနဲ့လည်းသက်ဆိုင်လာနိုင်တဲ့အနေအထားရှိပါတယ်။ဟုတ်ပါတယ်။ပြည်တွင်းဥပဒေအပြင်နိုင်ငံတကာဥပဒေရှုထောင့်ကလည်းပုံပြီးအရေးကြီးတယ်လို့ပြောလို့ရတယ်။အထူးသဖြင့်နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေ International Humanitarian Law IHL ပေါ့။အဲ့ဒါကဘယ်လိုမျိုးလဲ။အဲ့ဒါကစစ်ပွဲတွေ လက်နက်ကင်ပရိခတ်ခရီမှာလိုက်နိုင်ရမယ်စီမင်းစည်းကမ်းနေမော့ပြည်တွင်းလက်နက်ကင်ပရိဖတ်ခတ်မှာတော့အမှုပညာရှင်တွေဆိုတာသူတို့ကိုယ်တိုင်လက်နက်ကင်တိုက်ခိုက်မှုမှာတိုက်ရိုက်မပါတော့၍ရတစီဗီလီယံပဲဟုတ်ကဲ့ချင်းချောက်တာဒါတွေအလုံးလုံးဝတားမိထားတဲ့ဆေးရဆုပ်ဝမှု war crime တွေပဲဆိုလိုတာကနိုင်ငံတကာအတိအမှတ်ပြမှုရခြင်းတယ်တရားဝင်မှုလက်ချစ်သမီးစီရခြင်းတယ်ဆိုတော့ဘလို့လက်နက်ကင်အဖက်မျိုးမဆိုဒီ ISO စီမင်းတွေကိုလိုက်နာဖို့တာဝန်ရှိတယ်ဆိုတဲ့သဘောလား အတိကြပဲဒီ ISL စီးနင်းတွေကိုလိုင်းနာလားမလိုင်းနာဘူးလားဆိုတာကအဲ့ဒီအဖွဲ့အစည်းရဲ့နိုင်ငံတကာဥပဒေလေးစားမှုကိုပြတယ်သူတို့တော်လန်ရဲ့အကျင့်ကိုဆန်လုံးကိုပြတယ်ဒီဥပဒေတွေကိုချိုးဖောက်တာအထူးသဖြင့်အရာတားတွေကိုပြစ်မှတ်ထားတာကသူတို့ရဲ့နိုင်ငံကြီးရေမှန်းချက်ကိုအထောက်ကူမပြုတဲ့အပြင်နိုင်ငံတကာအမြင်ရောဖြီးတွဲလူလူအမြင်မှာပါသူတို့ရဲ့တရားဝင်မှုကိုတော်တော်လေးထိခိုက်စေနိုင်တယ်ဟုတ်ဒါအပြင် ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးရေးကြေညာစာတမ်းမှာ အသက်ရှင်တန်ခွင့်လွတ်လပ်ခွင့်လုံခြုံခွင့်ဆိုတဲ့အခြေခံအခွင့်အရေးတွေကိုလည်းပြောင်းပြောင်းတင်းတင်းချိုးဖောက်ကဖြစ်နေသေးတယ်။ဟုတ်ပါပြီ။အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ရှုထုံတွေအားလုံးလောကအမြင်လူမှုရေးဘာသာရေးဥပဒေဒါတွေအားလုံးကိုခြုံပြီးပြန်ကြည့်ရအောင်။ပထမမေကုံးကဒီလိုအမှုပြန်ရှင်တွေကိုအသက်အန္တရာယ်နဲ့ချင်းချောက်တွေလူရထားလုံးတင်သလားမလုံးတင်ဘူးလား။อืมคุณน่ะซุยนุเกดาดิอย่ารออภิเษกก็ชิ้นตลอดขึ้นนี่พี่ก่อนเนาะโกจินเตีย ဘာသာရေးလူမှုရေးဥပဒေဘယ်ရှုထောင့်ကကြည့်ကြည့်ဒါလုံးဝမလုပ်သင့်တဲ့လုပ်ရပေးဟုတ်ပါတယ်ဘယ်လိုပဲနိုင်ငံရေးကြီးမိုင်းချက်ကြီးတယ်ပြောပြောအခြေခံလူခွင့်ရေးကိုချိုးဖောက်ပြီးရက်သားကိုအကြံဖက်ချင်းချောင်းနေဒါကသူတို့ရဲ့ယက်တီချက်သူတို့တိုက်ပွဲဝင်နေတယ်ဆိုတဲ့အကြောင်းတရားရဲ့တရားမျှတမှု just cause ကို ပြန်ပြီးမေးခွန်းထုတ်ဆရာဖြစ်စီမှာပဲမင်ပါတယ်ဆိုတော့ဒုတိယမင်းကအကျိုးရရှိရလားဆိုတာပေါ့ဟုတ်ကဲ့အကျိုးရှိမရှိ ကလာတော့မှာတော့လေရှိတဲ့အောင်ထင်ရနိုင်တဲ့အကျိုးတချို့တော့ရှိနိုင်တာပေါ့နော်ဥပမာတခြားအမှုပညာရှင်တွေထမမို့တာမန်လူတွေကိုအလားတူကိစ္စရမှာမပါဝင်အောင်အမ်အတိုင်းတာတချို့ထိဟန်တာနိုင်တာမျိုးကြောက်စိတ်ဖြစ်လိုက်နိုင်တာမျိုးပေါ့อืมချက်ချင်းအတန်တိတ်တော့အောင်လုပ်နိုင်နေဆိုတာမျိုးပေါ့ဟုတ်ဟုတ်အဲ့ဒါတော့သူတို့ရဲ့ထင်းချွနိုင်စွမ်းရူပြတာရောက်တယ်လို့ထင်နိုင်တာပေါ့လေဒါပေမဲ့အဲ့ဒီလိုကာလာတိုအချိုးလို့ထင်ရတဲ့ဟာရဲ့နောက်ကွဲမှာရေရှိမှာဘလို့ဆိုးကျိုးတွေရှိလာနိုင်မလဲ ဒီလောက်ရကသူတို့ပန်းတိုင်ကိုရောက်အောင်တကယ်ကူညီနိုင်မှာမလားရေရှင်မာတို့အကျိုးမရှိတဲ့ပြင်အစိုးရဘုံများနိုင်တယ်လို့တုံတက်ရမှာပဲအဓိကချက်သုံးချက်တော့ပြောလို့ရမယ်ထင်တယ်ဟုတ်ကဲ့ပထမဆုံးကအဖွဲ့အစည်းရဲ့ပုံရိပ် image အကြီးကြီးထိခိုက်တယ်ပြည်သူတို့တိုက်နေတဲ့တော်လှန်ရေးအဖွဲ့ဆိုတဲ့ပုံရိပ်ကနေအရာသားကိုချိန်ချောက်တဲ့အဖွဲ့အကြမ်းဖက်အဖွဲ့ဆိုတဲ့အမည်မျိုး ပြည်သူကြားထဲမှာတော့နိုင်ငံတကာမှာပါဖြစ်သွားနိုင်တယ်ဒါသူတို့ရဲ့ legitimacy ကိုတော်တော်ပျက်စီးစေတယ်ဟုတ် ပုံရိပ်ကြဆင်းသွားတာပေါ့ဟုတ်ပါတယ်ဒုတိယကပြည်သူထောက်ခံမှု public support ဆုံရှုံခြင်းပဲကြောက်လို့ထောက်ခံတာနဲ့ယုံကြည်လို့ထောက်ခံတာက မတူဘူးလေဟုတ်ကဲ့ကြောက်လို့ရတဲ့ထောက်ခံမှုကရေရှည်မခံဘူးစမန်တဲ့အင်အားမဟုတ်ဘူးအပိမဲ့အရာသားလူထုကချစ်တဲ့အမှုပညာရှင်တွေကိုဖိမှတ်ထားတာတွေကလူထုကိုသူတို့ရီမှန်းချက်နဲ့ပို့ပို့ဝေးထွားစေနိုင်တယ်လူထုရဲ့နှလုံးသားနဲ့ဥနောက်ကိုဆုံးရှုံးသွားစေနိုင်တယ်อืม လူလူနဲ့ပိုးပြီးအလံဝေးသွားနိုင်တာပေါ့ဟုတ်ပါပဲတတိယအချက်ကတော့ပฏิပက္ခကိုအဆုံးသတ်ဖို့အဖြေရှာဖို့လမ်းစားတွေကိုပျောက်စေရည်အကျန်းဖတ်နီလန်းညီအထူးတဖြင့်အယက်သားကိုဖိမှတ်ထားတဲ့နီလန်းညီကပฏิပက္ခကိုပိုရှေစေတယ်ပိုရက်ဆက်ကြံကြုတ်စေတယ်ငင်းချမ်းရဲတို့ဆွေးနွေးရဲတို့ဆိုတဲ့လမ်းတွေကိုပိတ်ဆို့လိုက်တို့လို့ခစ်စေတယ်ဒီလိုလို့ရဲ့ဒီကပြည်သူကိုသူတို့နဲ့ဝေးစီယုံမကဘော သူတို့ရဲ့တော်လန်ရေးကိုယ်တိုင်ကိုပါ ရေရှည်မှာအားနဲ့ပျက်စီးစေနိုင်ပါတယ်။ဟုတ်ပါပြီ။ဒါဆိုရင်ဂျီနေကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်လိုက်ရင်အဓိကပေါ်လာတဲ့အချက်တွေကတော့ဟိုမြန်မာနိုင်ငံရဲ့ရှုပ်ချွေးတဲ့နိုင်ငံရဲ့ပဋိပက္ခအခြေအနေမှာကြားညက်နေရတဲ့အမှုပညာရှင်တွေကျုံနေရတဲ့အခက်ခဲတွေအသက်အန္တရာယ်ဆိုရင်မူဒီပေါ့ဟုတ်ကဲ့ဒါပြင်ဒီလိုချင်းချုံမှုတွေကနေဆင့်လွတ်လပ်စွာဖန်တီးထုတ်ဖော်ခွင့်အခြေခံလူခွင့်ရေးဥပဒေစိုးမိုးရေး နိုင်ငံတကာစံနှုန်းတွေပြီးတော့ကိုချင်းတရားဆိုင်ရာအရေးကြီးတဲ့မေးခွန်းတွေကိုပါမိမောင်းထိုးပြနေတယ်ဆိုတာပါပဲဟုတ်ကဲ့တယ်နောက်ဆုံးအနေနဲ့အားလုံးအတွက်စဉ်းစားစရာလေးထားခဲ့ခြင်းပါတယ်ဖြစ်နိုင်မှုတစ်ခုခုကိုတော်လည်နေတယ်ပြီးသူကြိုးအတွက်တိုက်ပွဲဝင်နေတယ်ဆိုတဲ့လှုပ်ရှားမှုတစ်ခုအဖွဲ့အစည်းတစ်ခုဟာသူတို့ကိုယ်လိုင်းစန့်ကျင်နေပါတယ်ဆိုတဲ့ဖြစ်နိုင်မှုရဲ့နီးလန်းနေအကြမ်းဖက်မှုတွေကိုမတုံ့မီအောင်ဘလို့တတိထားပြီးရှောင်ရနိုင်မလဲဟုတ်ကဲ့ဒီလိုအရန်ကွဲအကွဲအပ်နေတဲ့အခြေအနေယုံကြည်မှုတွေပြတ်နေတဲ့အခြေအနေမှာ ပြည်သူလူထုရဲ့လုံသားနဲ့ဥနော်ကိုတကယ်ရေရှည်ရဖို့ဘယ်အရာကပိုအရေးကြီးမလဲအခြေခံလူအခွင့်အရေးနဲ့ကိုချင်းတရားဆန်နှုံးတွေကိုလိုက်နာစောင့်ထင်တာလားဒါမှမဟုတ်ကြုံရွံ့မှုကိုလက်နက်လိုတုံးပြီးရေတိုးအသားစီအောင်ကြိုးစားတာလားဒါကတော့ဒီဆွေးနွေးမှုကနေကျမတို့အလုံးဆက်ပြီးစဉ်းစားဆင်ခြင်သွားရမယ့်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ရှင်